Hey, this is Xiaomi. အခုတခါမှကျွန်တော်နဲ့အတူအင်္ဂလိပ်စာမှာရှိတဲ့ tenses စနစ်မျိုးအကြောင်းကိုလေ့လာသွားကြရမှာပဲဖြစ်ပါတယ်။ Present continuous tense, amissa plat verb ing, present perfect has had plat verb 3, past perfect had plat verb 3, present perfect continuous tense has happened kum shuk kum igwa tku ma na ma le lo sit pa chi ma lo da ba kaun so ro di pitana ko blo phye shin cha ma le solution ko chi la cha ya au di lo nit dwe a mya ji le la cha ma khat bi me ku da di ya ma la de de tan sat san na myo a chang ko a chain ta khna le a twa ma be lwe lwe gu gu le la ma ta twa si nai me phye shin ne de ku solution တခုကို ကျွန်တော်လဲကျွန်တော်ဆရာတယောက်စီကနေလေ့လာသင်ယူခဲ့ပူပါတယ်။ဒီနေ့ကိုအင်္ဂလိပ်စာမှာအခရာကျတဲ့တန်ဆက်စနစ်မျိုးကိုလေ့လာရမှာထပ်တွင်အသုံးပြုမယ်ဆိုရင် ပိုပြီးခရောက်နိုင်လိမ့်မယ်လို့မျှော်လင့်တာကြောင့်ကျွန်တော်ကနေပြီးတော့ပြန်လဲမျှဝေလိုက်ခြင်းပဲဖြစ်ပါတယ်။ဒီနေ့ကို ကျွန်တော်ကတော့ conceptual tenses လို့မှတ်ယူထားပါတယ်။ So let's get started. စကွေမှာမြင်ရတဲ့ ဇရာရဲ့ဘေဘချမ်းနဲ့ညာဘချမ်းတို့ခုမှာပထမအဆုံးအနေနဲ့ဇရာရဲ့ဘေဘချမ်းကိုကျွန်တော်တို့တွေတည်ထားပြီးသားတွေဖြစ်တဲ့ Fat 1, Fat 2, Fat 3နဲ့ Fat 4 or Fat 5အင်ချီတွေနဲ့တွေ့ပြကြပါမယ်။အဲ့ဒါပြီးတဲ့နောက်အဲ့ဒီနှစ်ခုပေါင်းပြီးရလာတဲ့ရလတ်ကိုဇရာရဲ့ညာဘချမ်းနဲ့တွေ့ပြကြပါမယ်။အယုံဆုံးကျွန်တော်တို့တွေတည်ထားပြီးသားဖြစ်တဲ့ဘတ်ဖောင်တွေကမှ that zero ဒါမှမဟုတ် that infinite ကိုခဏချမ်းပြီးကျွန်တဲ့ found လေးနဲ့စကြရအောင်ဒီ that found လေးမျိုးကိုကောင်းမလေးလျှောက်လို့မြောင်းလိုက်ပါဒီလျှောက်ထဲမှာ verb 1နဲ့ verb 2ကတော့တယောက်တည်းရက်တင်နိုင်တော့ပါနိုင်ပြီးကျွန်တဲ့ verb 3နဲ့ verb 4 verb 5အခြေတွေကတော့တယောက်တည်းမရက်တင်နိုင်ပဲသူတို့ရဲ့ partner နဲ့မှတော့ပါနိုင်တာပဲဖြစ်တယ်တချို့နေရာတွေမှာ verb 3ကိုတစ်လုံးနဲ့တုံးထားတာတွေ့ရင် အဲ့ဒါကသူကို adjective အနေနဲ့သုံးထားတာဖြစ်ပါတယ်။ verb for or verb ing ကိုတလုံးနဲ့သုံးထားတာတွင်တော့သူကို noun gerund တမမို့ adjective အနေနဲ့သုံးထားတာပဲဖြစ်ပါတယ်။ဒီကောင်မလေးလေးယောက်ကိုဇရာရဲ့ပပချမှာရှိတဲ့ခေါင်းစဉ်လေးခုအောင်မှာနေခိုင်းကြည့်ကြမယ်ပထမဆုံး simple ဆိုတဲ့ခေါင်းစဉ်အောင်မှာ သူ့ရဲ့အတိတ်ပဲအတိုင်းပဲ ရိုးရိုးရှင်းရှင်းဖြစ်တဲ့ကောင်မလေးမှနေလို့ရလိမ့်မယ်။ဆိုတော့ဖော်ဝန်နဲ့ပတ်သူကငါတို့တယောက်တည်းတောက်ပနိုင်နေဆိုပြီးဘာအကူအကားမှတမခေါ်တော့ပဲခြေစုံပြုတ်လာကြတော့တယ်။အခုတယောက်တည်းမရက်တည်နိုင်တဲ့ပတနာစီမအဆင်ပြေနိုင်မယ်။ what three net for four or for five inch နဲ့ရောက်ပဲချမှာတော့တယ်ဆိုတော့ continuous ဆိုတဲ့ခေါင်းစဉ်အောင်မှာဘသူ့ကိုတွင်မလဲသူ့ရဲ့အတိတ်ပဲတိုင်မလီနော် first inch ဒါမှမဟုတ် verb 4ကိုသင်ပါပေါ့နော် verb 4ဒါမှမဟုတ် verb ing ရဲ့ပတ္တနာက verb to be ဖြစ်တဲ့ဆိုတော့သူကတယောက်တည်းမရတည်နိုင်တာကြောင့်သူရဲ့ပတ္တနာဖြစ်တဲ့ verb to be ကိုအခုခေါ်ရပါမယ်နောက်ဆုံးကျန်တဲ့တယောက်တည်းမရတည်နိုင်တဲ့ကောင်မလေးကတော့ verb 3ပဲဖြစ်ပါတယ်သူကတော့ perfect ဆိုတဲ့ခေါင်းစဉ်အောင်မှနေခိုင်ပါမယ်သူရဲ့ပတ္တနာက what to have ဖြစ်ပါတယ်သူကလည်းတယောက်တည်းမရတည်နိုင်တဲ့အကြောင်းသူရဲ့ပတ်သနာဖြစ်တဲ့ what to have ကို comma ဖြစ်ပါမယ်ဒီမှာကျွန်တော်မှာကျင်တာတခုရှိပါတယ် perfect tense လို့ဆိုလိုက်ရင် what to have နဲ့ what to ကို တွဲမြင်နေရမှာဖြစ်ပြီးတော့ continuous tense လို့ဆိုလိုက်ရင်တော့ what to be နဲ့ the ing ကို တွဲမြင်နေရမှာပဲဖြစ်ပါတယ်စရာရဲ့ပေပေချံကကောင်းစဉ်တွေတက်ကနောက်ဆုံးတစ်ခုဖြစ်တဲ့ perfect continuous tense ကိုကြည့်ကြပါမယ်။ခေါင်းစဉ်ကြည့်လိုက်ရင်တော့နည်းနည်းရှုပ်သွားပါလိမ့်မယ်။ဒါပေမဲ့ယူရှင်းပါတယ်။ perfect continuous tense ဆိုတဲ့အတိုင်း perfect tense continuous tense ကိုပေါင်းပြရမှာပါ။ perfect tense ဆိုတဲ့အတိုင်း verb to have နဲ့ verb to be ကို တွဲရမှာဖြစ်ပြီးတော့ continuous tense ဆိုတဲ့အတိုင်း verb to be နဲ့ verb ing ကိုတွဲပြရမှာပဲဖြစ်တယ်။ဆိုတော့အလေကားစကလုံးကပါလာမလဲနော်။ what to have နောက်က what to ဖြစ်ရမယ်နောက်ပြီး what find what find ရှိက what to ဖြစ်ရမယ်ဘင်းဖြစ်မှာပေါ့အခု what found လေးမျိုးကိုခေါင်းစဉ်တွေအောက်ထားပြီးရလာတဲ့ဟာကိုဇယားရဲ့ညာဘက်ခြံနဲ့ချိန်ဆက်ပြသွားပါမယ်ဒီညာဘက်ခြံက present past future တုံးကိုခေါင်းစဉ်တည်တည်အောင်ရောက်သွားတဲ့ကောင်းမလေးလေးယောက်ရဲ့ အရွယ်၃ပါးအချိန်အပိုင်းချလို့မယူချရအောင် present လက်ရှိအချိန် past ဖြစ်ခဲ့ပြီးတဲ့အချိန် future မဖြစ်လာသေးတဲ့အချိန်အင်္ဂလိပ်စာမှာတော့ past ဆိုတာကပြီးခဲ့ပြီးတဲ့ဖြစ်ခဲ့ပြီးတဲ့ညီညီဝဲဝဲအချိန်ကို ဆိုလိုခြင်းဖြစ်ပြီး future ဆိုတာကမလောဝရတဲ့မဖြစ်လာသေးတဲ့ညီညီဝဲဝဲအချိန်ကို ဆိုလိုခြင်းပဲဖြစ်ပါတယ် ပထမဆုံးတကိုးတဲ့တောက်ပနိုင်တဲ့ကောင်းမလေးတွေဖြစ်တဲ့ V1 V2 ပါဝင်တဲ့ simple ကောင်းစဉ်ကိုဇရာရဲ့ညာဘက် channel နဲ့တွဲကြည့်ကြပါမယ်။ present ဆိုတော့ V1 နဲ့တွဲမှာဖြစ်ပြီး past ဆိုတော့ V2 နဲ့တွဲမှာဖြစ်တယ်။ဒါကိုတော့ထွေထွေထူးထူးရှင်းပြနေစမ်းမလို့လောက်တော့ဘူးနော်။ဒါပေမဲ့ present မှာကိုသုံးမဲ့ V ကတခုကိန်းလားအများကိန်းလားဆိုတာကိုတတိပြုမိဖို့တော့လိုအပ်ပါတယ်။ ဖြူချမှာတော့ဘယ်တန့်စ်ပဲလာလာဝယ်နဲ့ခုနတုန်းကချန်ထားခဲ့တဲ့ verse 0 odd fat infinite ကိုအမြဲတမ်းတွဲသုံးပြရပါမယ်။တကူလေးမတောက်ပနိုင်တဲ့ကောင်မလေးနှစ်ယောက်တည်းကတယောက်ဖြစ်တဲ့ fat four odd fat five inch ရှိတဲ့ခေါင်းစဉ်ဖြစ်တဲ့ continuous ကိုဇာရရဲ့ညာဘက်အချံနဲ့တွဲကြည့်ကြပါမယ်။ present ဖဖိုးအော့ဖဖ်အန်ဂျီကတယောက်တည်းမရက်တည်နိုင်တာကြောင့်သူရဲ့ပတ္တနာဖြစ်တဲ့ဗတ်တူဘီကိုခေါ်ရပါမယ်။ဗတ်တူဘီတဲ့မှာမှ present ဖြစ်တာကြောင့်အမစ်ဆာကိုပဲခေါ်ရမယ်။အမစ်ဆာ plus ff ing or that for past past ဖြစ်တာကြောင့်ဗတ်တူဘီတဲ့မှာမှ was where ကိုသုံးပြရပါမယ်။ was where plus ff ing or fat four. Future. Future ဖြစ်တာကြောင့်ခုနကပြောခဲ့တဲ့အတိုင်း will not fat infinite ကိုတုံးပြရမယ်ဆိုတော့ fat to be ထဲမှာမှ be ကိုတုံးပြရပါမယ်. will plus be plus this ing or fat four. နောက်တစ်ခုကတယောက်တည်းမရက်တည်နိုင်တဲ့မိန်းကလေးတယောက်ဖြစ်တဲ့ fat three ရှိတဲ့ခေါင်းစဉ် perfect go ဇာရဲ့ညာဘက်ခြံနဲ့တွေ့ကြည့်ကြပါမယ် present ဖတ်သွေးကလည်းတယောက်တည်းမရဒီနာနာကြောင့်သူရဲ့ပတ္တနာဖြစ်တဲ့ that to have ကို ခေါ်ရပါမယ် that to have ထဲမှာမှ present ဖြစ်တာကြောင့် has not have ကိုပဲခေါ်လို့ရပါလိမ့်မယ် has or have flat to that three ဘယ်ဘက်အချမ်းကိုရှင်းပြခဲ့တော့ကကျွန်တော်တည်တည်ပြခဲ့တာတခုရှိတယ် အဲ့ဒါက perfect tense လို့ဆိုလိုက်ရင် but to have နဲ့ verb 3ကို တွဲမြင်နေရမှာဖြစ်ပြီးတော့ continuous tense လို့ဆိုလိုက်ရင်တော့ verb to be နဲ့ verb ing ကို တွဲမြင်နေရမှာပဲဖြစ်ပါတယ်အခုဒီညာဘက်ချမ်းအခြေအနေနဲ့ဖြည့်ဆွက်ပြီးစဉ်းစားလိုက်ရင်တော့ present အချိန်ပေါ့ past verb to have တဲ့မှာမှ past ဖြစ်တာကြောင့် had ကိုပဲရွေးပြရပါမယ် had class 3 future future ဆိုတဲ့အတိုင်း vet infinitive တုံးမရမှာဆိုတော့ vet to have ရဲ့ have ကိုပဲတုံးပြရပါမယ် will have plus vet 3နောက်ဆုံးတစ်ခုကတော့တကူတဲ့မတောက်ပနိုင်တဲ့ vet 3နဲ့ vet 5 G နှစ်မျိုးပေါင်းထားတဲ့ perfect continuous နဲ့ဇာရရဲ့ညာဘက်အချံကို တွဲကြည့်ကြပါမယ် present ဒါကတော့ပေပယ်အချမ်းမှာကတည်းကရှင်းပြပေးပြီးသားပါ perfect ဆိုတော့ has have နဲ့ verb 3လာရမယ် continuous ဆိုတော့ verb to be နဲ့ verb 5 ng လာရမယ် has have ရဲ့နောက်မှာ verb 3ဖြစ်နေရမယ်နောက်ပြီးတော့ verb 5 ng ရဲ့ရှေ့မှာတော့ verb to be ဖြစ်နေရမယ်အဲ့ဒီတော့ဘယ်စလုံးကိုပြင်မလဲဘယ်မယ်ရွေးမှာပေါ့ ဒီနေရာမှာ Vat 3ရဲ့ပါတနာဖြစ်တဲ့ Has Have က present အခြေအနေနဲ့လည်းကန့်ညီနေတယ်ဆိုတာသတိထားမိလား Has Have plus been plus ing past past ဖြစ်တာကြောင့် Vat 2 have တဲ့ကမှ had ကိုရွေးတုံးပြရပါမယ် had plus been plus fifth ing future future ဖြစ်လို့ that infinitive ကိုသုံးဖို့လိုတာကြောင့် that to have ရဲ့ have ကိုပဲရွေးသုံးပေးပါမယ် will have plus been plus fifth ing ဒီဗီဒီယိုကိုတော့ဒီမှာပဲရနာခွင့်ပြုပါ နောက်ဗီဒီယိုတွေမှာလည်း tense တွေနဲ့ပတ်သက်ပြီးမျှဝေပေးသွားမှာဖြစ်တယ်လို့ British English နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တက်နိုင်သမျှမျှဝေပေးသွားမှာရှိတာကြောင့်ကျွန်တော်ရဲ့ channel လေးကိုဆက်လက်အဆောင်ချေပေးနေကြပါဦးเนาะ Have a nice day.